ကင်မရွန်ရဲ့ကြာရှုံးမှုအတွက်ကြေကွဲနေတဲ့အန်ဘူမိုအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်ဘရိုင်းအန်ဘူမိုဟာပြီးခဲ့တဲ့ရက်ပိုင်းကမှအော်တိုဘားလာအတွက်တလားတာကောင်းဆုံးကစားမဆုကိုမန်ချက်စတာယူနိုက်တက်အတွက်တင်မကပဲနဲ့ပရီးမီးယားလိမှာပါရရှိအောင်မြင်ခဲ့ပါတယ်အန်ဘူမိုကယူနိုက်တက်ကိုစတင်ရောက်ရှိလာကလေးကကောင်းမွန်တဲ့ခရီးတစ်ခုကိုစတင်နိုင်ခဲ့သူပါအန်ဘူမိုကကလပ်အသင်းကိုတိုးတက်လာစေပြီးတော့တော့ဖိုးဝင်ခွင့်အတွက်အိမ်မက်မတ်နိုင်အောင်မျောလင်းချက်တွေယူဆောင်လာပေးနေပြီးမြေနိုင်ငံသင်းမှာတော့ရင်ကွဲစရာတွေကြုံတွေ့လိုက်ရပါတယ် အမ်ပူမိုးရဲ့ကင်မရွန်အသင်းဟာကွန်ဂိုအသင်းကိုနောက်ဆုံးမိနစ်မှာရှုံးနေရင်နဲ့ကဘာဗလာခြေစစ်ပွဲမအောင်ခဲ့တာကြောင့်2026ကဘာဗလာမှာပါဝင်ကစားခွင့်ရဖို့ဝေးကွာခဲ့ရပါတယ်။ကင်မရွန်ဟာ CAF Playoff မှာကွန်ဂိုကို1-0ဆိုတဲ့ရလဒ်နဲ့ကတ်တိုးလေးရှုံးနေခဲ့ရတာပါ။ပွဲပြီးမှာကဘာဗလာနဲ့လွဲချော်ခဲ့ရလို့ကြေကွဲနေတဲ့အမ်ပူမိုးမွေးရဲမှာမြင်တွေ့လိုက်ရတာကပရိသတ်တွေလည်း1-0နဲ့စိတ်မကောင်းဖြစ်နေကြပါတယ်။ကင်မရွန်ကအုပ်စုစစ်မှာဂိတ်ဗာရီရဲ့နောက်ကိုနောက်ကောက်ကျသွားခဲ့ပြီးတော့ ကိဗာရီတို့ပထမဆုံးကမ္ဘာဖလားဝင်ခွင့်ရရှိသွားတာကိုဒုတိယလူဖြစ်လက်ခုပ်တီးခဲ့ရပါတယ်။အဲနောက်ပလေးအော့ဖ်ပွဲစဉ်ကစားဖို့ဖြစ်လာခဲ့ပြီးတော့ကွန်ကိုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒိုကီမာပုံစံကောင်းပြန်ရနေတဲ့အန်တီအိုနာနာနေတဲ့မှာခြေစွမ်းပြနေတဲ့အန်ပူမိုတို့ပါဝင်နေတဲ့ကင်မရွန်က2026ကမ္ဘာဖလားအတွက် event စတင်နေတဲ့ CAF အတင်းအသင်းဖြစ်ခဲ့ပြီးမြေကွန်ကိုနဲ့ရင်ဆိုင်လိုက်ရမှာတော့အခွင့်အရေးတွေဖန်တီးဖို့တပွဲလုံးရုန်းကန်နေခဲ့ရပါတယ်။ဒါပေမဲ့နောက်ချင်းချိန်မို့10မိနစ်မှာချန်ဆဲအမ်ဘန်မာကအနိုင်ကိုသိယူပြီးတော့ကင်မရွန်ကိုအသေးခွဲခဲ့ပါတယ်။ အဲဒါကြောင့်48သင်းအထိဒိုးချဲ့ထားတဲ့မြောက်အမေရိကကဘာဖလားကိုကင်မရွန်သားတွေလွှဲချော်ခဲ့ရပါတယ်။ဒီတဲခွဲကကကင်မရွန်ကစားမတွေအတွက်အိမ်မက်ဆိုးဖြစ်ခဲ့ပါတယ်။ကစားမတော်များများကမယုံကြည်နိုင်ဖြစ်နေကြတော့မှပဲကွန်ဂိုကစားမတွေကတော့အကြီးကြီးအောင်ပဲခံနေကြပါတယ်။ဒီပြိုင်ပွဲတစ်လျှောက်မှာအဓိကကစားမတစ်ယောက်ဖြစ်ကင်မရွန်အတွက်ဇတိုက်ပါဝင်ကစားပေးခဲ့တဲ့မန်ချက်စတာယူနိုက်တက်တောင်ပံကစားမအန်ပူမိုကကွင်းထဲကနေဒေါသရကြီးထွက်သွားတာတွေ့မြင်ခဲ့ကြရပါတယ်။ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ပုဒ်မှာအန်ပူမိုကမိုးရီတွေထဲမှာခေါင်းငိုက်ဆိုင်တဲ့တယောက်လေးရှိနေတာတွေ့ခဲ့ကြရပါတယ်။ အမ်ပူမောကသူ့နိုင်ငံတကာကစားမပွားအတွက်အခက်အခဲဆုံးရတဲ့ညကိုဖျက်ချော်ခဲ့ရပြီးတဲ့နောက်ဝေလဲကန်းလေးကိုကြည်ကြည်ကွဲကွဲဝင်ရောက်သွားခဲ့ပါတယ်။ကင်မရွန်ဟာအမ်ပူမိုအိုနာနာနဲ့ကာလို့စ်ဘာလီဘာတို့လိုအည်သွေးမြင့်ကစားမတွေပါဝင်နေတာတောင်မှဖျက်တမ်းခဲ့တဲ့ပြိုင်ပွဲတွေလျှောက်နိုင်ပွဲ၅ပွဲတည်းရှာဖွေနိုင်ခဲ့ပါတယ်။အဲဒါကြောင့်အုပ်စုဒီမှာအဆင့်တင့်မရလိုက်တဲ့ကင်မရွန်ကကိတ်ဖာရီထက်၄မှတ်နေပြီးတော့ဒုတိယပဲရလိုက်တာကြောင့်ပလေးအော့ဖ်ကစားဖို့အကြောင်းဖန်လာခဲ့ရပါတယ်။ကင်မွန်ဟာ1982နောက်ပိုင်းကဘာဗလာ3ချိန်နဲ့လွဲခဲ့ပြီးတော့အခုရည်သွေးမြင့်ကစားမတွေရှိနေတဲ့ကြားက လေးချိန်မြောက်အဖြစ်ထပ်ပြီးတော့လဲချော်ခဲ့ရတဲ့အခါနီဗျာမတ်စပရက်စ်အတွက်လည်းဖိအားတွေပိုများလာခဲ့ရပါတယ်။ကင်မရွန်ဟာကမ္ဘာ့ဗလားခြေစစ်ပွဲကိုရှင်းချိန်ထိအောင်မြင်ထားခဲ့တဲ့အတွက်အာဖရိကအသင်းတွေအနေနဲ့ဒီကြာရှုံးမှုကအတော်လေးမှတက်ရောက်မှုကြီးမားခဲ့ပါတယ်။ပိုဆိုရာက2026ကမ္ဘာ့ဗလားဟာအသင်းတွေ48အသင်းတွေတိုးချဲ့ကစားမှာဖြစ်ပြီးတော့အာဖရိကနိုင်ငံငယ်တချို့ပါပါဝင်ခွင့်ရရှိမှာမို့လို့ခေတ်သစ်ဘောလုံးလောကရဲ့ခြေစစ်ပွဲအောင်မှုအလွယ်ကူဆုံးကမ္ဘာ့ဗလားလည်းဖြစ်လာမှာဖြစ်ပါတယ်။ဒါမှလည်းကစားပွဲပုံစံကိုတိုးချဲ့လိုက်ပေမဲ့ကင်မရွန်ကအခွင့်အရေးကိုရအောင်မယူနိုင်ခဲ့ကြပေ ကဘာပလားနဲ့လွဲချော်ခဲ့ရပါတယ်။အမ်ပူမိုးအတွက်ကတော့သူ့ရဲ့အယုံစူးစိုက်မှုကို Manchester United စီအပြေးဝပုံအပ်ထားနိုင်ပါပြီ။ဒါမှလည်းကဘာပလားလွဲချော်ခဲ့ရတဲ့နာကျင်မှုပေါ်ပေါ်လေးသဘောထားလို့တော့မရပါဘူး။အမ်ပူမိုးကအသင်းရဲ့ကောင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက်ကင်မရွန်ပြန်လည်တိဆောက်ရေးမှာရေးပါတဲ့နေရာတစ်ခုအနေနဲ့ပါဝင်နေအောင်မှလည်းဖြစ်ပါတယ်။အမ်ပူမိုးကနိုင်ငံတကာပြိုင်ပွဲ26ပွဲကစားထရမှာခွန်ကောသွင်ယူထားနိုင်ခဲ့ပြီးတော့ကင်မရွန်ရဲ့ထိတ်တန့်တိုက်စင်မှုတစ်ယောက်ဖြစ်သတ်မှတ်ခံထားရပါတယ်။ကဘာကြီးမားဆုံးပြိုင်ပွဲနဲ့လွဲချော်ထားတဲ့အမ်ပူမိုးကို အာဖရိကနိုင်ငံများဖလားမှာအစင်းင်းဖြစ်နေအောင်စိတ်ကြပိုင်းပြန်လဲတက်ကြွရည်အရင်လှုပ်ဆောင်ပေးတင်ပါရီကြီးစုပေးကြတာအားလုံးကိုကျေးဇူးတင်ပါရီများ